2025-2026ဘဏ္ဍာရေးနှင့်ဒေသန္တရစီမံကိန်းညီမှန်းချက်များတာဝန်ပေးအပ်ပွဲခန်းနာကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်2025-2026ဘဏ္ဍာရေးနှင့်ဒေသန္တရစီမံကိန်းညီမှန်းချက်များတာဝန်ပေးအပ်ပွဲခန်းနာကိုမေလ23ရက်နေ့မွန်းလွဲ3နာရီကတောင်ကြီးမြို့ခရိုင်မြို့နယ်စုပေါင်းရုံးစည်းဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရေးဦးစွာခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူးဦးတင်လိုင်က အဖွင့်အမှားစကားပြောကြပါရယ်ဆက်လက်၍ခရိုင်စီမံကိန်းရေးဆွဲအကောင့်တေဖော်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လေယာကန္နာတားငါကန္နာတစ်တောကန္နာလျှက်စစ်ကန္နာတို့တွင်ခရိုင်စင့်တာဝန်ရှိသူများ တောင်ကြီးရဲစောင့်မြို့နယ်စီမံကိန်းရေးဆွဲအကောင့်တေဖော်ရေးကော်မတီဥက္ကဋ္ဌတို့ထံ2025 2026 ဗန္နာရေးနှင့်2025-2026ဗန္နာရေးနှင့်ဒေသန္တရစီမံကိန်းညီမှန်းချက်တာဝန်များကိုပေးအပ်ခဲ့ပါသည်။ထို့နောက်တောင်ကြီးခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနခရိုင်ဦးစီးမှုဦးဆိုင်သိန်းအောင်မှတောင်ကြီးခရိုင်တွင် အခြေခံလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊မွေးမြူရေး၊လျှက်စစ်တပ်အားတိုးတက်ရရှိရေးနှင့်ဝန်ဆောင်မှုကဏ္ဍများနိုင်ငံတော်ဘတ်ဂျက်အခြေပြုသောစောက်လုံးမှုကဏ္ဍတို့ကိုတိုးတက်မှုရရှိရန်ရည်မှန်းထားပါကြောင်း 2025-2026ဘဏ္ဍာရေးနှင့်ယင်းဤမြုပ်နှံမှုအနေဖြင့် AB လမှမတ်လကုန်အထိပြည်내ဘတ်ဂျက်39.846ဘီလီယံအကောင့်ထည့်ဖို့ဆောင်ရွက်ရန်ရည်မှန်းထားပါကြောင်းရှင်းလင်းတင်ပြခဲ့ကြောင်းသိရှိရပါသည်ခမညာ